Vivo X3 ဖုန်းတွေကကင်မရာပိုင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်အမြဲအမွန်းတည်လေးရှိရယ်ပေါ့နော်တကယ်လည်းဒီ Vivo X100 series ကစပြီးတော့ X300 အခု Pro ပေါ့နော်ကျွန်တော်ဒီနေ့ review လုပ်ပေးမယ့်ကောင်လေးကလည်းလက်ရှိအချိန်မှာကင်မရာပိုင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်သဘောအကျဆုံးဖုန်းကိုညွှန်ပေးပါဆိုရင်တော့ဒီ Vivo X300 Pro ကျွန်တော်ညွှန်ပေးပြလိမ့်မယ်ပေါ့နော်ဒီလိုမျိုးကင်မရာပိုင်းမှာအရန်ကောင်းတယ်ဆိုပေမဲ့လည်းတချို့နေရာလေးတွေမှာလိုအပ်နေရာလေးတွေလည်းရှိနေသေးတယ်ဆိုတော့ဒီ Vivo X300 Pro ကကျွန်တော်ဘယ်နေရာမှာသဘောကျလဲဘယ်နေရာမှာကျွန်တော်အားမရောက်လဲဆိုတာကိုဗီဒီယိုလေးတူတူဆုံးအောင်ဆက်ကြည့်ရပါဘောအရင်ဆုံးဇင်းတော့ အဲကျွန်တော်ဒီဖုန်းကိုစပြီးတော့ unboxing လုပ်ပေးတော့38သိန်းဝန်းကျင်လောက်ထိရှိရဲဒါပေမဲ့ခုနေ့ကကျွန်တော် review လုပ်ဖို့အတွက်ဖုန်းဆေးကြီးလိုက်ရှာကြည့်လိုက်တော့32သိန်းဝန်းကျင်လောက်ထိကျသွားပြီပေါ့နော်ဈေးကတော်တော်ကျသွားတာဒါပေမဲ့အခု global version နဲ့ထွက်လာပြီ global version မှာကျတော့သူ့ရဲ့ဈေးတော့42သိန်းကျော်လောက်ထိရှိမယ် အဲဒီ global version ကိုဝင်မယ်ဆိုရင် Vivo ရဲ့ Watch 3နဲ့ Vivo Buds Air 3ကိုလည်းလက်ဆောင်ပါလာမယ်ဆိုတော့ကိုက global version ကိုမှလိုချင်တယ်ဆိုရင်တော့လည်းအခုချိန်မှာဝယ်တာအတန်ဆုံးပဲပေါ့နော်ဒါပေမဲ့ကိုကြိုက်တာကိုဝယ်ပါအဲတကယ်လို့ကိုက global version ကိုဝယ်ချင်တယ်ဆိုတော့ကျွန်တော်ဒီနေ့ video တော်တော်ကြီးနဲ့ကိုကြီးပြတဲ့ဖုန်းပါမှာတော့ရဝယ်ယူအပ်ပြလို့ရပါတယ်ဖုန်းပါရဲ့ page ကလည်းကျွန်တော်ထုံးစံတိုင်းပဲဒီ caption မှာလည်းတက်တွဲပေးထားသလိုဒီမှာလည်း link ကိုစာတမ်းလေးထိုးပေးထားပါတယ်အဲ့တော့ဒီဖုန်းက camera ဘက်ကိုအသားဖိထားတဲ့ဖုန်းပြသားဆိုတော့လည်းကျွန်တော် camera ဘက်လေးနဲ့ပဲစလိုက်အောင် ဟက်ဝဲဘက်မှာဆန်ဆာအပြောင်းအလဲလုပ်ထားရပါတော့ main sensor 50 megapixel aperture f1.6 ကိုမှာ24 mm focal lens နဲ့လာမယ်အဲအရင်ကတော့ vivo a200 pro မှာ23 mm လာမသိဘူးပေါ့နော်ပြီးတော့ဒီဖုန်းရဲ့အဓိကအားသာချက်အနေနဲ့ tele sensor တော့ tele sensor မှာ focal lens တွေတော့မပြောင်းဘူး200 megapixel ပဲ aperture လည်း f2.7 ပဲ85 mm ကိုမှာ periscope နဲ့ zeiss apo technology သုံးပေးထားတဲ့ sensor ကိုသူပြောင်းပြီးတော့သုံးပေးလိုက်တယ်ဆိုတော့ဒီ apo lens ဆိုတာဘာလဲဆိုတော့ဟို technical တန်းတွေကိုကျွန်တော်အများကြီးမပြောတော့ဘူးဗျာအဓိကသူဘာလုပ်ပေးရလဲကိုပြောရမှာဆိုရင်အယောင်နေပြောင်းလဲတက်တဲ့ပြဿနာကိုကောင်းကောင်းကြီး control လုပ်နိုင်အောင်ထုတ်ထားပေးတဲ့မှန်ဘလူးအမျိုးအစားဒီမှန်ဘလူးအမျိုးအစားကြောင့်ပဲသူ့ရဲ့ဒီ tele sensor နဲ့ရလိုက်တဲ့ပုံတွေကအယောင်တွေမှန်ကန်တိကျတယ်ချက်မျက်စီပိုကောင်းတယ်အထူးသဖြင့်ကျွန်တော်တို့လိုလိုက်လို့အနေထားမျိုးမှာဒီအလင်းတွေဖြာထွက်တာကိုသူကောင်းကောင်းကြီး control လုပ်နိုင်သွားတယ် တကယ်လဲကျွန်တော်ဒီဖုန်းကိုဆန်းပြီးရတဲ့အချိန်မှာအရင်တော့တော့တယ်လီဆန်တာပိုင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်လိုလိုက်လိုအနေထားမျိုးအလင်းရောင်သိအာမကောင်းရင်တိုင်ပတ်တဲ့ပြဿနာကိုတော်တော်ကြီးကိုဖြေရှင်းပေးနိုင်တာကိုသတိထားမိရပေါ့နော်အထူးသဖြင့်ကျွန်တော် 30x လိုမျိုး digital zone နေ crop zone နေမှာတော့သူကတော်တော်ကြီးကိုအဆင်ပြေတယ် level တစ်ခုတည်းရောက်သွားတယ်နောက်တဲ့ဆန်စာတစ်လုံးကတော့ကျွန်တော် ultra wide ပဲအဲ့အားက vivo a200 pro မှာသူတို့ upgrade လုပ်ထားတဲ့50 megapixel ဆန်စာပဲအဲ့အားလေးကိုတော့သူတို့အပြောင်းလဲမလုပ်ထားဘူးပေါ့နော်ဆိုတော့သူ့ရဲ့ကင်မရာဘက်မှာကျွန်တော်ဘာလို့သဘောကျလဲဆိုတော့တော်ုံတန်ုံပြားဖုန်းရဲ့ကင်မရာတွေအဲ ယ်ကျွန်တော်လက်နဲ့ရိုက်တဲ့ကင်မရာဘာညာပေါ့နော်ဘလို့ကင်မရာမျိုးမဆို အရင်ကြီးအကျွမ်းတဝင်မရှိရဲ့သူမျိုးရိုက်လိုက်တယ်ဆိုရင်တော့မှပဲသူ့ရဲ့ထုတ်ပေးလိုက်တဲ့ပုံက color တွေ dynamic range ကကျွန်တော် social media ပေါ်တန်းတင်လို့ရတဲ့လူသဘောကျလက်ခံတော့မဲ့ပုံစံမျိုးကိုသူအမြဲထုတ်ပေးလေးရှိတယ်။အဲ့တစ်ချက်ကကျွန်တော်သဘောကျတဲ့အချက်ပေါ့နော်။ပြီးတော့ main sensor ကိုကျွန်တော် LYD 82H sensor, gimbal ် gamble grade ပေါ့နော် gamble grade ဆိုတာ stabilization ကောင်းတဲ့ grade size camera ကိုပြောင်းသွင်းပေးလိုက်တာက H200 Ultra နဲ့ကျွန်တော်ရှင်ကြည့်ရဲ့အခါမျိုးမှာတော့သူ့ရဲ့ပုံထွက်ကအလင်းနည်းနည်းလေးပိုကောင်းသွားပြီးတော့မျိုးလုံးမှာပိုပြီး ိုင်းစကက်ချင်းဖြစ်တဲ့ပုံစံဘက်ကိုရောက်သွားတယ်ဆိုတော့ main sensor ကလည်းတိုးတက်လာတာသိတယ်လို့ပြောရမယ်တကယ်တမ်း Vivo ရဲ့ A series phone တွေအဲ A series phone တွေတော့မဟုတ်ဘူးပေါ့နော် V series phone တွေလောက်ဒီမှာအဓိကအားသာချက်က portrait ပိုင်းပေါ့နော်ကင်မရာပိုင်းက portrait ပိုင်းတကယ်လည်းဒီ A200 Pro ကိုကျွန်တော်ဆန်းရကြည့်လိုက်တဲ့အချိန်မှာလည်း A200 Ultra အကြိုက်ခံခဲ့သူတယောက်အာ ဖုန်းအနေနဲ့ပတ်သက်ရင်အဓိကကျွန်တော်ရိုက်လေးရှိတာလဲ portrait ပိုင်းကိုရိုက်လေးရှိတဲ့သူတယောက်အနေနဲ့သူ့ရဲ့ portrait ပိုင်းမှာက HD detection တွေနောက်က bokeh တွေဘာမှအပြစ်ပြောနေစရာမရှိဘူးဗျာတော်တော်ကြီးကိုသဘောကျတယ်ပြီး camera features ရဲ့အနေနဲ့ဆိုရင်လဲ feature ဆက်စုံတယ်လို့သူက filter တွေလည်းစုံတယ်ဆိုတော့အယောင်တွေကိုစိတ်ကြိုက်ကိုကလီးတက်ရင်ကလီးတက်သလောက်သူကရိုက်လို့မတရားကောင်းတဲ့ဖုန်းဆိုရင်လဲမမှားဘူးနောက် video recording ဘက်မှာဆိုရင်သူက 8K ကို30 frame per second နဲ့ရိုက်လို့ရမယ်အရှိဘက်က selfie camera ဆိုရင်တော့ 4K ကို60 frame per second နဲ့ရိုက်လို့ရမယ် 8K ကို30 frame per second ဆိုတာ main sensor တစ်ခုနဲ့ ရိုက်လို့ရတာပေါ့နော်ဆိုတော့ခုနကကျွန်တော်ပြောလိုမျိုးပေါ့နော်ဒီ main sensor ကိုသူက gamma grade stabilization ပါလာတဲ့အခါကျတော့ video ရိုက်တဲ့နေရာမှာလဲ smooth တော်တော်လေးဖြစ်တယ် stable stabilization တော်တော်လေးကောင်းတယ်လို့ပြောရမှာ so overall photography ဘိုင်းရော videography ဘိုင်းမှာဒီ Vivo A300 Pro က Vivo ကတော့ Vivo ပဲလို့ပြောလို့ရတော့တဲ့အနေအထားမှာရှိတယ်။တကယ်လည်းမနစ်ကအရန်ကောင်းခဲ့တဲ့အတွက်ဒီနှစ်မှာဘလောက်တောင်ပိုကောင်းနိုင်အောင်မှာလဲဆိုပြီးတော့ကျွန်တော်အစောပိုင်းမှာအများကြီးမမျှော်လင့်ထားခဲ့ပေမဲ့ကျွန်တော်စမ်းပြီးတဲ့အချိန်မှာတော်တော်လေး impressive ဖြစ်တဲ့အနေအထားတစ်ခုမှရှိတယ်။တခုပဲကိုကအရန်ကြီးရိုက်လိုက်တဲ့ပုံက color အပြင်လွတ်အတိုင်းဖြစ်ရမယ်လို့ဟိုဘယ်လိုပြောရမလဲ skin tone တွေကအစအပြင်မှာအတိုင်းမြင်ရတဲ့အတိုင်းပဲဖြစ်ရမယ်ဆိုတဲ့သူမျိုးတွေရောနည်းနည်းသတိထားရလိမ့်မယ်။သူက အဲ processing နည်းနည်းကျန်တယ်နောက်ပြီးတော့ to processing လုပ်လိုက်တာလည်း artificial နည်းနည်းလေးတော့ဆန်တယ်အဲ့တစ်ချက်လောက်ကလွယ်ရင်သူ့ရဲ့ camera ဘက်မှာကျွန်တော်ဘာမှအပြည့်ပြောင်းနေစရာတော့မရှိဘူး design ဘက်မှာတော့သူအပြောင်းအလဲနည်းနည်းလေးလုပ်ထားတာပေါ့နော်မနေ့တော့ cup display ကိုမှသူကဒီနေ့ pure flat display လုပ်ပေးလိုက်တယ်ပြီးတော့ဒီ bevel frame တွေကိုလည်းလုံးဝ flat ပုံစံပြောင်းလိုက်တယ်ဆိုတော့အရင်အပြောင်းလေးရောမဟုတ်ဘူးပေါ့နော်အထူးသဖြင့်ဒီနောက်ဘက်က second shake camera လေးအောက်ကြီးကကျွန်တော်ကတော့ပြင်းလာပြီလို့ခံစားရတယ် ကင်မရာအရန်ကောင်းတာမှန်လိုက်တာဒါပေမဲ့ဒီဖုန်းကိုသုံးတဲ့အချိန်တိုင်းမှာကျွန်တော်လက်ကဒီ lens ပေါ်တော်တော်တင်ပြီးရေပြီးတော့ဓာတ်ပုံရတဲ့အခါမှာအဲ့ lens ပါလက်ရာကြီးရေထင်းနေရမျိုးကြီးကိုကျွန်တော်တိတ်တော့သဘောမချတော့ဘူးဗောနော်အဲ့တစ်ချက်လေးကိုကျွန်တော်တိတ်အဲဘယ်လိုပြောလဲ personally မကြိုက်တဲ့အချက်တွေမှာထည့်ထားခြင်းနဲ့ overall design ဘက်မှာတော့ကျွန်တော်အမြင်ကခုနပြောလိုမျိုးဗောနော်နည်းနည်းလေးတော့ပြင်ဖို့ကောင်းလာတယ်ဒါပေမဲ့ hand feeling တွေပါတယ်မှာတော့အပြောင်းလဲမလုပ်တဲ့အတွက်ပြင်းတာဗောနော်ဒါပေမဲ့ ဟိုသူကကောင်းပြီးသားဖြစ်နေတဲ့အတွက်အများကြီး complaint တက်ဆရာမရှိဘူးတခုသဘောကျအောင်ရှိရဒီ bevel မှာ shortcut button လေးတခုထည့်ပေးထားတယ်အဲ shortcut button လေးကိုကျွန်တော်က press and hold နဲ့စိတ်ကြိုက် assign စေချလို့သာတလို့ double brushing လည်းစိတ်ကြိုက် assign နေချထားလို့ရတယ်အဲ့ဒါလေးကတော်တော်အသုံးတည်တယ်နောက် display ဘိုင်းဒီနေရာမှာလည်းကျွန်တော်ခုနကပြောခဲ့တဲ့အတိုင်းပဲအဲ curve display ကနေ flat display ဖြစ်သွားတာလောက်ကလွယ်ရင်ကျွန်တော်အတောင်းလည်းမရှိဘူးပိုအကျန်းခံအောင်ဒီအပေါ်မှာသုံးပေးတဲ့ glass ကိုတော့ပြောင်းပေးလိုက်တယ်ကျွန်တော် resolution နဲ့ brightness ရဲ့အကုန်လုံးကအတူတူပဲပြီး flat display ကိုသူပြောင်းသုံးပေးလိုက်တယ်ဆိုပေမဲ့ screen to body ratio ကရော့မသွားတဲ့အပြင်ပိုတော့များလာသေးတယ်ပေါ့နော်ဆိုလိုချင်တာဒီ bevel bezel တွေကတော်တော်လေးပါရဲ့ဖုန်းတွေထဲမှာပါတယ်ဆိုတော့ဒီ display ဘက်မှာလည်းကျွန်တော်အများကြီးပြောနေစရာမရှိဘူးပြီး performance ဘက်မှာလည်းအဲ့လိုမျိုးပဲ media attack က မနေ့တော့9000ဖောင်းအတွက်ဒီနေ့9000ဖောင်းအတွက်ချစ်ဖြစ်သွားပြီအဲ့အတွက်သုံးလုံးမြောက် app တွေ game တွေဆိုတာရှိမှာမဟုတ်ဘူးဗျဘာလို့လဲဆိုတော့ raw performance မှာဆိုရင် gibasic မှာ single ကို3095ထိရမယ် ။ဘာဒီကိုမှ9132ထိရမယ်။နောက် Antutu Benchmark မှာ26.6000 1968ဆိုတော့နှစ်တသမ6တန်းပြ Antutu ရမှကြာကြောက်စရာကြီး။ပြီးတော့ temperature အနေနဲ့ကလည်းအဲ့ Antutu တိုင်ပြည့်အချိန်မှာ45.9 degree Celsius ကအမြင့်ဆုံးဆိုတော့ temperature control လေးလည်းတော်တော်လေးကောင်းတယ်။အဲတခုရှိတာကကင်မရာအရင်အသားပေးထားလို့လားမသိဘူးပေါ့နော်။ Benchmark တိုင်းတဲ့အချိန်မှာတော့အရင်ပူရလို့မခံစားရပြင်မဲ့တခါတလေကြာရင်ကင်မရာကိုအကြိုက်သုံးတဲ့အခါမျိုးမှာတော့နည်းနည်းလေးဒီကင်မရာအောက်နားလေးပေါ့နော်လက်ညိုးတနေရစားလောက်ကလေးပူတာကိုတော့ခံစားရတယ်။ဒါပေမဲ့အဲ့ဒါကြီးက ော့ DA breaker တခုတော့ဖြစ်မှာမဟုတ်ဘူးပေါ့နော်ပြီးတော့ software ဘက်မှာကျတော့ origin oasis out the box data မှာအာဒီဖုန်းကကျွန်တော် intro မှာပြောခဲ့လိုမျိုးပဲကျွန်တော်စမ်းထားလိုက်မိတာက China version ဖြစ်သွားတဲ့အတွက် Google ရဲ့ circuit to search မရတာ၄နောက်ပြီးတော့တချို့ AI feature စီကတရုတ်စာရင်းနဲ့ဖြစ်နေတာ၄ကသုံးရတာအဆင်မပြေဘူးပြောပုံလင်းပြောရရင်တော့ဒါလွယ်ပါတယ် China မှာသုံးဖို့ထုတ်တဲ့ဖုန်းမြန်မာပြည်ယူလာပြီးသုံးတာဖြစ်တဲ့အတွက် China စာရေးရှုပ်နေတာအဆင်မပြေဘူးပေါ့နော်ဒါပေမဲ့ ဲ့ဒီတစ်ချက်ကကျွန်တော်ပြန်တွက်ကြည့်မယ်ဆိုရင် circuit to search လိုမျိုးကအခုက data to data usage မှာအရင်အသုံးတက်လာတယ်ကျွန်တော်ဆိုရင် AI နဲ့စာရေးခိုင်းတာတွေ AI ကိုအားနေတော်တော်ပြီး click မေးနေတာတွေတုံးနေရတဲ့သူတယောက်အနေနဲ့ဆိုရင်လည်းဒီ AI feature စီမရတာကနည်းနည်းကျွန်တော်အတွက်ဆိုရင်တော့အသိအစင်မပြေဘူးလို့ပြောရမှာပေါ့နော်ပြနောက်တစ်ချက်ကမြန်မာစာသေးတဲ့ပြဿနာမြန်မာစာသေးတဲ့ပြဿနာဒီဖုန်းက origin oasis နဲ့လာမှာဖြစ်တဲ့အတွက်ကျွန်တော် ပျော်သွားတယ်ပေါ့နော် Origin Oasis မှာမြန်မာစာကြီးသွားပြီဆိုပြီးတော့ပျော်သွားတယ်ဒါပေမဲ့တကယ်တမ်းမှာတော့ထင်သလိုမဖြစ်လာဘူးပေါ့နော်ထင်သလိုမဖြစ်လာဘူးဆိုတော့ Origin Oasis Global Version ကိုကျွန်တော်ဆန်ပြီးသွားပြီဒီမှာကျွန်တော်ပြထားတဲ့အတိုင်းပဲမြန်မာစာနှစ်ခုရှင်းကြည့်လိုက်မယ်ဆိုရင် Origin Oasis Global Version ကမြန်မာစာတော်တော်ကြီးကိုလှလဲလှတယ်အဆင်ပြေသွားပြီဒါပေမဲ့ဒီ China Version မှာမြန်မာစာတိတ်အဆင်မပြေသေးတာလေးရှိရယ်ပေါ့နော် ချန်တဲ့ဒီ origin OS ဆက်ပတ်သက်ပြီးတော့ပြောကြတာအများကြီးမရှိပါဘူး။အဲတခုမှိုက်တာ notification နောက်ကြတာပဲလည်းမရှိဘူး။ပြီးတော့ app aware အထွက် transition တွေလည်းတော်တော်ကြီး smooth ဖြစ်သွားတာသိတာတယ်။ဆိုတော့ဒီ origin OS ဆက်ပတ်သက်ပြီးတော့မြန်မာစာသေးရလောက်ရဲ့ AI feature တွေသုံးလို့မရတာလောက်ကပဲဒီ China phone ဝင်မယ်ဆိုရင်ထဲစဉ်းစားရမယ့်အချက်တွေပေါ့နော်။ဆိုတော့ Gen အပိုင်းနေအနေနဲ့ဆိုရင်လည်း haptic မနစ်ကနဲ့ပူကောင်းလာတယ်။ဒါပေမဲ့တခြား flagship phone တွေနဲ့ရှင်းလိုက်မယ်ဆိုရင် haptic မှာလိုနေရာလေးတွေရောရှိနေသေးတယ်။နောက်ထပ်ဒီ phone မှာကျွန်တော်မကြိုက်ဆုံးအချက်က audio ။ audio က အတန်ထွက်မကြေရမျိုးမဟုတ်ဘူးဗျာ flagship level အတန်ထွက်မျိုးမရှိနေတာအထူးသဖြင့်ကျွန်တော် low နဲ့ mid frequency တွေမှာတော်တော်ကြီးကိုပျောက်တာခံစားရတယ်ဘလို့မှဟို mirage level ဖုန်းတစ်လုံးရဲ့အတန်ထွက် quality လောက်ပဲရှိတယ်အဲ vivo အနေနဲ့ flagship ဖုန်းတွေမှာတော့ဒီ haptic နဲ့ audio ဘန်တို့ပြန်ပြီး queue site ဖို့လိုလာပြီပေါ့နော်ကျန်တဲ့အပိုင်းတွေအကုန်လုံးကောင်းနေပြီးတော့မှဒီနှစ်ခုကဝဲဆွဲနေရဆိုတော့တိတ်တော့မဟုတ်တော့ဘူးပေါ့နော်ဒါလေးကိုတော့ကျွန်တော်ပြင်ဆင်စေချင်ပြီအဲ battery ကြတော့သူကတမျိုးဗျာတမျိုးပြဆိုတာ7500ဖန်အတွက်8500ကျော်ကျော်လောက်ပဲဒါပေမဲ့ ကျွန်တော်ပြီးခဲ့အရှိအ daily ကန်ခဲ့တဲ့ Xiaomi Sampin Pro Max 7500နဲ့ရှင်မယ်ဆိုရင်တော့မယ်သူကနည်းနည်းလေးပိုခံတယ်လို့ခန်းစားရတယ်။ဘာလို့လဲဆိုတော့တကယ်ကိုကျွန်တော် 2day battery life ဖုန်းတစ်လုံးစစ်စစ်ကိုကန်ခဲ့ရတာဗျာ။ဒီဖုန်းကိုကန်တဲ့တောက်ချောက်မှာကျွန်တော်နှစ်ရက်မှပဲတစ်ခါအားသွင်းတယ်။အားသွင်းတိုင်းလည်းအမြဲလွတ်လို့30%ဝင်ခြင်းလောက်မှရှိတယ်။တစ်ရက်ပဲကျွန်တော်10%အောက်ကိုရောက်သွားဘူးလေ။အဲ့ဒါတော့နောက်နေ့ညာအမနဲ့တကောင်မနဲ့ပေါ့နော်မနဲ့၃နိုင်လောက်ထိရောက်သွားလို့အဲ့လောက်ထိကြံအဲ့လောက်ပဲကြံတာပေါ့နော်ဆိုတော့ battery က ော်တော်ကြီးကိုရှောင်းဖြစ်ပါတယ်သဘောကျပါတယ်ဆိုတော့ Vivo A200 Pro ရဲ့ review ကတော့ဒီလောက်ပဲကင်မရာဘက်မှာလည်းအရင်တော့ကောင်းနေပြီးသားကဒီတစ်ခေါက်မှာတိတိတတတိုးတက်လာတယ်လို့လက်ရှိ China version ရဲ့ဈေးနှုန်းကလည်းဝယ်ကင်မယ်ဆိုရင်ဒါဝယ်ကင်လို့တော်တော်လေးတန်တဲ့အနေအထားမှာရှိနေပြီဒါပေမဲ့ကျွန်တော်ကတော့ဈေးနည်းနည်းလေးကွာရဆိုပေမဲ့လက်ဆောင်တွေပြန်ရတာရယ်တကယ် day to day usage မှာ global version ကို global version ဆိုလို့ကျွန်တော်ဟိုနေ့က unboxing လုပ်ပေးတဲ့ file style ကိုပြန်ဆန်းလိုက်တဲ့အခါကျတော့ global version မှာအဲ AI feature တွေ Gemini နေ Sakura search အသုံးတည့်နေတာကြောင့်ကျွန်တော်တို့ global version ကိုပဲနည်းနည်းလေးပို့ပြီးတော့အားသာရပါတော့။ဆိုလိုချင်တာ global version ကိုပဲဝယ်လို့ပြောနေရမှာမဟုတ်ဘူး။ကိုကြိုက်တာကိုဝယ်ပါ။ကိုရွေးတဲ့နေရာမှာတတိထားလို့ရအောင်ထည့်ပြောပေးလိုက်တာ။ဆိုတော့ဒီ Vivo X2 Pro ကဘယ်လိုပဲဖြစ်ဖြစ်ရွေးချယ်လို့မမနိုင်တဲ့ဖုန်းလို့ပဲပြောရင်အဆုံးတကြီးပဲအတွက်ကျေးဇူးအများကြီးတင်ပါတယ်ဗျာ။